ဲ့တော့ဒါမှဒီဇင်ဘာ28ရက်နေ့မှာရုပ်ကောပဲကျွန်တော်လုပ်ပါမယ်။စီရင်ပေးထားတဲ့အားလုံးပေါင်းဝင်ဖို့တဲ့အားလုံးပေါင်း59ပါတီရှိပါတယ်။တဏ္ဍာကလုံးဝင်ပြိုင်မှာ6ပါတီနောက်တော့ကပြည်내တိုင်းဒေသကြီးတွေမှာဝင်ပြိုင်မှာ52ပါတီ59ပါတီရှိပါတယ်။ကျွန်တော်တို့စစ်စစ်လို့စစ်စစ်ဖို့အတွက်အဲဒါကျွန်တော်တို့တက်ဆိုင်ဝင်ကြီးဌာနတွေရောက်ရှိလာတဲ့ဆင်းရဲကြည့်တဲ့အခါမှာတော့ကုသရလောင်း9000ကျော်ကျွန်တော်ရှိပါတယ် ဲဒီကနည်းနည်းတချို့ ਆ ရည်လဲအဲဒါအကြံဉာဏ်ကြည့်တဲ့အခါမှာလဲအတိုင်းပြကြောင်းအဲပတ္တတာတို့တခြားကိစ္စတွေနဲ့ညီဆွနာတွေ့တဲ့အခါကျတချို့ ਆ လဲအပြောင်းလဲတော့ဒါရှိနေပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့အာဒီရုပ်ကောက်ပွဲတော့ဒါတော်တော်အားကောင်းတဲ့ရုပ်ကောက်ပွဲတစ်ခုဖြစ်မှာလို့ကျွန်တော်တို့ပြောလို့ပါကျွန်တော်ကူရတီရောအားပေးပါတယ်လောက်ကြပါကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးလဲ free and fair ဖြစ်တဲ့ရုပ်ကောက်ဝယ်ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးကျွန်တော်ပြောပါတယ် ပြီးခဲ့တဲ့ရွက်ောက်ပဲ၃ရက်မှာအတွေ့အကြုံရမဲမတမာမှုတွေဖြစ်ခဲ့တာဒီမဲကဒီမဲလက်မှတ်နဲ့ပြီးတဲ့ဟာမှာတော်တော်လေးပြဿနာတက်ပါတယ်။နောက်ကျူတင်မဲတွေမှာပြဿနာမျိုးစုံတက်ခဲ့ပါတယ်။ဒါကြောင့်ဒီဟာကိုဒါတွေမဖြစ်အောင်စီပြီးတော့မြန်မာဒေါက်တာနီဘော်ဒီမရှင်ကျွန်တော်ကိုယ်တိုင်မဲ့ဒါအချိန်ချင်းစီစစ်ပြီးတော့မှဒီတိုင်းလောက်ပါပတ်စံကိုင်ရလဲကိုယ်မစီဆိုပြီးတော့ကျွန်တော်တို့တာဖြစ်ပါတယ်။ဒါမနေ့ကတက်ဆိုင်ပုံကိုတချို့တွေကျွန်တော်ပြပါတယ်။နော် ်ဘလို့မှမဲလင်းစရာအကြောင်းမရှိပါဘူးမတမမို့လို့စရာလုံးနေတာအကြောင်းကိုမရှိဘူးကျွတ်တင်မဲလည်းကန့်တက်ချက်တွေမျိုးစုံကျွန်တော်လုပ်ထားပါတယ်ဒါကြောင့်ဒီဟာတော့ဟဲ့လားရုပ်ောက်ပွဲတော့အောင်မြင်တဲ့ရုပ်ောက်ပွဲကိုဖြစ်နေမယ်လို့ဟဲ့လားအဲ free and fair ဖြစ်တဲ့ရုပ်ောက်ပဲဖြစ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။အဲကျွန်တော်ပထမကြိမ်မှာတော့102မြို့နယ်ပေါ့။ဒုတိယကြိမ်မှာ100ကျွန်တော်လုပ်ပါပါ။ကျန်တဲ့မြို့နယ်တွေကတော့အဲဒါတတိယကြိမ်မှာကျွန်တော်လုပ်ပါပါ။ ရန်နုံးပြည့်တော့မရဘူးဆိုတော့ကျူတင်ကျတော့ဝန်ခံထားပါနော်ရန်နုံးပြည့်တော့ရုပ်ောက်ပွဲ၃အောင်လို့မှလည်းရန်နုံးပြည့်မလုပ်နိုင်ခဲ့ပါဘူးရုပ်ောက်ပွဲကိုရန်နုံးပြည့်မလုပ်နိုင်တော့မှကြံတဲ့အကြောင်းမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့ရုပ်ောက်ပွဲကိုလည်းနောက်လာမဲ့အစိုးရနဲ့ရုပ်ောက်ပွဲကွန်ရှင်နေပြီးတော့ကြပါရုပ်ောက်ပွဲလုပ်တဲ့ခါကျရင်ဒါဖြည့်ဆည်းပြီးတော့မှဒါအလုံးပြည့်စုံအောင်လုပ်ဖို့ကျွန်တော်တို့ဒါလည်းစဉ်းစားဆားရတဲ့ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်ပြောလို့ပါ thank you